အားလုံးပဲမင်္ဂလာပါများဆိုင်းနဲ့တရင်ထလာမှာပြန်လဲကြိုးတိုလိုက်ပါရခင်ဗျာခုတင်ဆက်ပြီးမဲ့ရုပ်သံမြို့ဖိုင်လေတော့ KNU စကန်တခုကိုစစ်တပ်ကဘုံကျဲလိုက်တဲ့အကြောင်းကိုမောင်ကျော်စိုးတင်ပြတာရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒါမှမဟုတ်ကျိုးစိုးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းနဲ့တရင်ထလာမှာအတူပဲကျေးဇူးတင်ရှိပါရခင်ဗျာဒါကတော့ ပုဂံဒေသကြီးကြောက်ကြီးမြို့နယ်မှာရှိတဲ့ KNU KNUPD ရဲ့စကန်ကိုတပ်မတော်ကတပ်မတော်ရဲ့ဒီဂျိုကော့ပရာကကျွန်တော်တို့ဘုံကျဲပြီးတော့ရှင်းလင်းလိုက်တဲ့အခြေအနေပါဖြစ်စဉ်ကဒီဇင်ဘာလ3ရက်နေ့မွန်လွဲ7နှစ်ခန့်အချိန်မှာပုဂံဒေသကြီးကြောက်ကြီးမြို့နယ်ညောင်မင်းသာကြီးဝအနီးမှာရှိတဲ့အဲ့အနီးမှာကျွန်တော်တို့ဒီ KNUPD ကသူတို့စကန်ချထားတယ်စကန်ချတဲ့အခါကျတော့အဲ့ဒီစကန်နေရာကိုတက်မတော်ကဒါကျွန်တော်ဂျူကော့ပရာနဲ့ဘုံသီးသွားချလိုက်တာပေါ့ဘုံသီးချရလဲဒီ တို့ရဲ့ scan တက် တက်ကိုကြားတယ်ပေါ့ကြားတဲ့ခါမှာအကြံဖက်မီဒီယာရဲ့ဖော်ပြချက်မှာဆိုရင် Syrian ဆရာအောင်ပေါ့ Syrian ဆရာအောင်အပါဝင် Syrian ဆရာအောင်အပါဝင်ကျွန်တော်တို့အားလုံး9ရောက်ထက်မနည်းတည်ဆုံးသွားတယ်လို့ဖော်ပြထားတယ်နောက်ထပ်ကတော့ကျွန်တော်တို့သူတို့ရဲ့တပ်ဖွဲ့ဝင်တွေတပ်ဖွဲ့ဝင်တွေလည်းထိခိုက်ဒဏ်ရာရတယ်ရှိတယ်လို့ဖော်ပြထားတယ်အဲဒါတော့ကျွန်တော်တို့ဒီကြောက်ကြီးမျိုးနဲ့ညောင်မေတာကြီးရောပေါ့ညောင်မေတာကြီးရဲ့အနေဒါဖြစ်ပါတယ်အဲတော့ကြောက်ကြီးဘက်ကိုသွားမယ်ဆိုတော့ဗျာကျွန်တော်တို့ဖြူဘက်ကလည်းဖြတ်တန်ရောက်ပါတယ် ရောက်ပါတယ်အရင်ကတော့တော်တော်လေးတာယာပါတယ်လက်ရှိတော့ဒီစစ်တောင်းမြစ်ကန်တကြောကတော့အကြမ်းဖက်အုပ်စုတွေရဲ့အဲကျုပ်ရှောင်းမှုကြောင့်ကျွန်တော်တိုက်ပွဲတွေဖြစ်တယ်အဲ့မှာရှိတဲ့ဒေသခံတွေပေါ့ဒေသခံတွေများစွာကျွန်တော်စစ်ရှောင်းရတယ်တကယ်ကိုတာယာတဲ့နေရာလေးပါတော်တော်လေးကိုတာယာပါတယ်အကြောက်ကြီးစွာလဲကျွန်တော်တစ်ဖက်မှာကတစ်ဖက်မှာကကျွန်တော်တို့ဘကိုးတိုင်းဒေသကြီးတစ်ဖက်ကိုကြော်ရင်တော့ကျွန်တော်တို့ကင်ပြည်နယ်အဆက်ပေါ့နေကြပေါ့နေကြပေါ့တကယ်ကိုကျွန်တော်တာယာခဲ့တဲ့နေရာလေးပါတာခဲ့နေရာလေးဖြစ်ပါတယ် တော့ဒီအပိုင်းမှာတော့ကျွန်တော်တို့ဒီစီရီယန်ဆရာဝန်တွေတော်တော်လေးကိုကျွန်တော်တို့ဟိုတော်တော်လေးကိုခြောက်လန့်ခံနေရမှာတို့ပါတယ်တို့တို့တို့ရှိရနေရတယ်မကြခဏကိုကျွန်တော်တို့ဘုံကြီးရှင်းလင်းခြင်းခံနေရတယ်ဘုံကြီးရှင်းလင်းခြင်းခံနေရတယ်အဲ့တော့ဗျာလူဆိုတာဗျာကိုနဲ့တန်ရတန်ရမှာနေရတယ်တန်ရတန်ရမှာကျင်လေရတယ်ဗျာတန်ရတန်မှာကျင်လေရတယ်အဲ့တော့ပြီးခဲ့တဲ့ရက်ကဆိုလည်းပဲမင်းကမှာအလုံးတွေ့ကြတဲ့အတိုင်းပဲမင်းကင်းမင်းကင်းမှာကျွန်တော်စီရင်လုပ်ခဲ့တဲ့စီရင်ဦးကြီးစီရင်ဦးကြီးကို NGPD ရဲ့ဖွဲ့တွေက ဖမ်းသွားတယ်အဲ့ဖမ်းတဲ့ခါမှာသူတို့ရဲ့အကြောင်းပြချက်ကငွေကြီးအာဂရီရှိလို့ဖမ်းနေပေါ့ဗျာငွေကြီးအာဂရီရှိလို့ဖမ်းနေပေါ့ပြီးရင်ကျွန်တော်တို့လက်နက်တလက်တွေ AK47 တလက်တွေဖမ်းနေပေါ့အဲ့တော့ဒီကျွန်တော်ဒီမှာဒီဆရာမကြီးပေါ့စီမင်းကင်းကဒီဆေးရုံလုပ်ခဲ့တဲ့ဆရာမကြီးပေါ့ဒီဆရာမကြီးကကျွန်တော်ဒီတနက်တလက်ကဘယ်လောက်ရှိမှာလဲဗျာနည်းဆုံး300ပဲထားပါဆို AK တလက်200ကျော်300တော့ပေါ့မှာပေါ့ဒီဆရာမကြီးနေတာနဲ့ကျွန်တော်တို့ဟိုထပ်ပြီးတော့ မရှင်းရဲစရာအကြောင်းမရှိဘူးပဏတ်တလက်တောင်ဘလောက်မရှိဘူးအဲ့တော့အဲ့မှာသူတို့ဘက်ကအကြောင်းမျိုးကငွေကြေးကြောင့်ဖမ်းရတယ်ပေါ့ဒါဆိုရင်ပြကျွန်တော်ဥအောင်ကြီးညိုသားသမီးတွေဥအောင်ကြီးညိုသားသမီးတွေအဲသူတို့အလက်နက်ဝဲဖို့ဘာလို့ဆိုပြောကြည့်လိန်သွားတာတပုံကြီးမျိုးကပြပတ်စံဘီလီယံနဲ့ရှိလိမ့်နေပြီးရင်ဘာလဲအဲ့မှာကျွန်တော်တို့လင်ပြည့်အမြောက်ပေါ့ဗျာသူတို့သူတို့အမှသူတို့អော်ခဲ့ပါလေအမှ project တွေလုပ်တယ်လင်ပြည့်အမြောက်အတွက် project တွေလုပ်တယ်အဲ့တော့အဲ့ဒီမှာအဲ့ဒီလူကြီးကဖမ်းရမှာလားဘယ်သူကဖမ်းရလဲမဖမ်းရပါဘူး ဖန်ရင်အဲ့မှာခင်ဗျားတို့ထပ်တွေ့ပါလိမ့်မယ်ပြီးခဲ့တဲ့ကာလတည်းကကျွန်တော်တို့ရန်ကုန်တို့ရန်ကုန်တို့ကျွန်တော်တို့ပြင်းလဲအဲ့မှာရှိတဲ့ဒီတက်မတော်ရဲ့တက်မတော်ရဲ့ကျွန်တော်တို့တက်မတော်မြေတွေပေါ့ဗျာတက်မတော်မြေနဲ့ပတ်သက်ပြီးတော့တို့ကအားတဲ့ဟိုလူရင်လေးလံပြစ်တယ်ဒီလူရင်လေးလံပြစ်တယ်အတက်မတော်ပိုင်းနဲ့နေရာတွေလေးလံပြစ်တယ်ဆိုပြီးတို့လောက်ခဲ့တာပဲအဲ့ဒီငွေတွေနဲ့ပတ်သက်ရင်ရောဘယ်သူကရှင်းလဲဘယ်သူကရှင်းလဲအဲရှင်းရင်းလေးဗျာခင်ဗျအောင်ကျင်ညွန့်အောင်ကျင်ညွန့်တတသူရဲ့တာသမီတွေကိုယ်တိုင်တော့ဒီပတ်စံနဲ့လိန်သွားတာလိန်သွားတာဗျာ အဲ့ဒါကိုကျွန်တော်ဘယ်သူကအရေးယူလဲအောင်ကျင်ကျူကလည်းပြောပါတယ်အဲ့ဒီသူသားနဲ့ပတ်သက်ပြီးတော့အမွေပြည့်ဆွလုံးလိုက်ပါတယ်သူသားသမီးနဲ့ပတ်သက်အမွေပြည့်အမွေပြည့်ဆွလုံးလိုက်ပါတယ်ဆိုတော့အဲ့ဒီစာလေးကျွန်တော်ထုတ်ပြန်တာလေရေးတာတွေ့ရတော့အဲ့တော့တကယ်တော့ဒီဟာကခင်ဗျာငွေကြေးကြောင့်မဟုတ်ပါဘူးသူတို့အချင်းချင်းစက်ခွက်လူရင်းဖြစ်ကြတာပါဒါကြောင့်ကျွန်တော်တို့ကတန်ရတန်ရနေရပါတယ်ကိုယ်နဲ့တန်တဲ့နေရာမှာနေရပါတယ် တန်တဲ့နေရာနေပါပါလေတန်တဲ့နေရာမှာမနေတော့တန်တဲ့အရာနဲ့တုတ်ပြန်ခြင်းခံရမှာဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်တို့ဒီစီရီယံဆီအောင်တယောက်ကတော့လက်သွားပြီစီရီယံဆီအောင်အပါဝင်အဲ့မှာရှိတဲ့ကျွန်တော်ကျမ်းမာရေးဝန်ထမ်းချို့ပေါ့ကျမ်းမာရေးဝန်ထမ်းချို့ဆိုတဲ့နေရာမှာစီရီယံကျမ်းမာရေးဝန်ထမ်းချို့သူတို့လက်သွားတယ်ပေါ့လက်သွားတယ်ဒါတော့ကျွန်တော်တို့ကြောက်ကြီးမြို့နယ်ညောင်မင်းသားကြည့်ရမှာရှိတဲ့ KNU KNU ကျွန်တော်တို့ PDF scan ကိုတက်ကဘုံကျလိုက်တဲ့အခြေအနေပါအဲ့တော့သူတို့ကတော့ဗျာခင်ဗျားသိတဲ့အတိုင်းပဲဟိုသူတို့ခံလိုက်ရပြီဆိုရင် ြည်သူပေါ့ဗျာ။ဘာပြည်သူမှမဟုတ်ပါဘူး။အဲတော့ဂျပန်မီဒီယာတွေမှာလည်းရေးသားထားတယ်။အလားတူပါပဲကျွန်တော်တို့ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကလည်းကြောက်ကြီးမြို့နယ်ရေလဲကြီးရွာနားမှာရေကြီးရေလဲကြီးရွာနီးမှာရှိတဲ့ကြောက်ကြီးမြို့နယ်ရေလဲကြီးရွာနီးမှာရှိတဲ့ဒီကန်နူ PDF ဌာနချုပ်ကိုတက်ကဘုံချင်းရှင်းလိုက်ပါတယ်။အဲ့ဒီအခြေအနေကလည်းတော်တော်လေးသေပါတယ်။လက်ရှိတော့ကျွန်တော်တို့ဒီစက်တက်လေးတွေကတော်တော်လေးလက်ဆွမ်းပြနေပါတယ်။လက်ဆွမ်းပြနေပါတယ်။ကျွန်တော်တို့ကတော့အမိုက်တွေကတော့ကျွန်တော်တို့မရှင်းလို့မရဘူးဗျ။မီးကကျွန်တော်အပီးငိမ့်ပါဗျ။မီးကကျွန်တော်အပီးမငိမ့်ရင်တော့ ဟိုပြန်ပြီးတော့ပြန်လောင်းနိုင်တာပေါ့ဗျာပြန်လောင်းနိုင်တာပေါ့ဒါတော့ကျွန်တော်ကြောက်ကြီးမြို့နယ်မှာရှိတဲ့ကြောက်ကြီးမြို့နယ်ညောင်မေတာကြီးရွာမှာရှိတဲ့ KNUPS ကန်ကိုတက်ကဘုံကျဲရှင်းလိုက်တဲ့အချိန်တွေပါအဲဒီအချိန်မှာကျွန်တော်တို့ this spot လောက်ကောင် CDN ဆောင်းနေပါဝင်ဆက်ဆက်တဲ့သူတွေတည်ဆုံးတာတွေတရားရတာတွေရှိပါတယ်နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးခြင်းပါတယ်ဒါကတော့ပခုတ်ကူမြို့နယ်ပခုတ်ကူမြို့နယ်တိုင်းဒေသကြီးအမှတ်၁အမှတ်၁လွတ်တော်နေရာကနေဝရောက်ရှိပြိုင်မဲ့ဥဝေလင်းထက်ကို ပြည်ရဖွဲ့တွေကနေရင်တွင်းကနေဝင်ရောက်ဖမ်းဆီးသွားပါတယ်။ဥဝေလင်းထက်ကရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီကနေပြီးတော့ဝင်ရောက်ချိန်ပိုင်းမှာဖြစ်ပါတယ်။သူကပခုတ်ကူမျိုးနဲ့တိုင်းပြည်သားကြီးလွှတ်တော်အမတ်၁ပီအာကနေပြီးတော့ဝင်ရောက်ချိန်ပိုင်းမှာဖြစ်ပါတယ်။သူ့ကိုသူ့ကိုအကြံဖက်အုပ်စုတွေကနေရင်တက်ကနေဝင်ရောက်ဖမ်းဆီးတယ်လို့သိရပါတယ်။အဲ့တော့ကျွန်တော်တို့လည်းအဲ့ဒီဒေသမှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေကိုမေးတဲ့အခါမှာသူနေထိုင်တဲ့နေရာကပခုတ်ကူမျိုးနဲ့ရွှေချောင်းရွှေချောင်းရွှေချောင်းရောက်မှာနေထိုင်ပါတယ်။သူ့ကိုအကြံဖက်အုပ်စုတွေက အကြဘတ်အုပ်စုတွေက17လပိုင်း29ရက်နေ့ည9:30မိနစ်30အချိန်ကသူ့ရဲ့နေအိမ်ထဲကိုဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတာဖြစ်ပါတယ်တဲ့သူ့ရဲ့နေအိမ်ကဒါပခုတ်ကူရေစုချိုလမ်းပိုင်းအဲလမ်းပိုင်းကျွန်တော်တို့ပခုတ်ကူမျိုးရဲ့အနီးပေါ့ဗျာပခုတ်ကူမျိုးရဲ့အနီးမှာတရှိပါတယ်အဲ့ဒီအဲ့ဒီရဲ့ရွာလေးပေါ့တနည်းအားဖြင့်အားလုံးမြင်သာတဲ့နေရာဆိုရင်အားလုံးမြင်သာတဲ့နေရာဆိုရင်ဒီရွှေမုံတော့ဖခင်ရဲ့အနီးမှာတရှိပါတယ်တရှိပါတယ်ဒါတော့ကျွန်တော်တို့ လှုပ်တော်ကိုယ်စီလကောင်းနေဖမ်းဆီးခိုင်းရတာဒါကျွန်တော်ပထမဆုံးအကြိမ်လို့ပြောမှာဖြစ်ပါတယ်အခြားသောနေရာမှာလည်းဖမ်းဆီးခိုင်းတာရှိနိုင်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့လက်ရှိတော့လက်ရှိတော့ကျွန်တော်မလွတ်သေးဘူးအကြမ်းမဲ့အုပ်စုပြန်ပြီးတော့လွှတ်တာတွေတော့မရှိသေးဘူးမရှိသေးပါဘူးအဲ့တော့လက်ရှိမှာလည်းကျွန်တော်တို့ကအကြမ်းမဲ့အုပ်စုတွေကလှုပ်ရှားမှုတွေကအဲ့ဒီ area မှာတော်တော်လေးရှိလာတယ်ဗျတော်တော်လေးရှိလာတယ်ပြီးရင်ကျွန်တော်တို့ဒီပခုတ်ကူဘက်မှာဆိုရင်လည်းပဲမျိုးနဲ့မျိုးရဲ့ဆင်ခြင်ဘုံတွေမှာဆိုအကြမ်းမဲ့အုပ်စုတွေကလမ်းပေါ်တက်ပြီးတော့ ဒါပြက်ခတ်တာတွေဒါလေးလှုပ်တယ်ဒါလေးလည်းရှိနေတယ်အဲ့ဒီဒေသမှာတော့အကြမ်းဖက်အုပ်စုတွေလှုပ်ရှားမှုတွေကတော်တော်လေးများတယ်ပေါ့ဗျာများတဲ့အခါမှာတို့ကဒူးနဲ့တည်းလှုပ်ရှားတာမဟုတ်ပါဘူးတို့အဲတို့အမှကျွန်တော်တို့ဒီလမ်းမပေါ်တက်တယ်လမ်းမပေါ်တက်ပြီးတော့အဘောဖောင်းဖောင်းဖောင်းလောပြစ်တယ်ပြင်ပြန်ဆင်းပြေးတယ်ပေါ့ဒီလိုမျိုးတွေတော့ကျွန်တော်ရှိနေတယ်ဒါတော့မကောင်းဘူးဗျာဒါတော့မကောင်းဘူးလက်လို့အခြေအနေရှိရဲပြီးလည်းပဲကျွန်တော်တို့အကြမ်းဖက်အုပ်စုတွေဒီညောင်ဦးဧရိယာမှာညောင်ဦးဧရိယာမှာလည်းတို့လှုပ်ရှားနေတာတွေရှိတယ် ပြီးရင်ကျွန်တော်ကြောက်ဘရောင်းအေရီယာဘက်မှာပါကျွန်တော်လှုပ်ရှားတာတွေလှုပ်လာတယ်သူတို့လမ်းမိုင်းတွေပေါ်မှာသူတို့တက်တယ်ပေါ့တက်ပြီးတော့ကားတွေစစ်တာတွေပြီးရင်ကျွန်တော်မှတ်ပုံတွေစစ်တာတွေလှုပ်တယ်အဲ့တော့ကျွန်တော်ဒီနေရာမှာဒီအကြမ်းမတ်အုပ်စုတွေလှုပ်ရှားတဲ့နေရာတွေမှာလှုပ်ရှားတဲ့အေရီယာမှာကတကယ်ကိုကျွန်တော်ပြည်သူတွေရဲ့လူမှုဘဝတွေများစွာထိခိုက်တယ်နံပါတ်1ခလိငယ်တွေအကြမ်းမတ်ကလေးငယ်တွေကြကလေးငယ်တွေကြမှာ ਈ ပေါ့ကလေးငယ်တွေဆိုရင်တော့ကျွန်တော်တို့သူတို့ထိုးရတဲ့ကာကွယ်ဆေးတွေရှိတယ်ဒါတွေကိုကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့ဝန်ဆောင်ဝန်ပေးနိုင်တာတွေဖြစ်လာနိုင်တယ် ဒုတိယကကျတော့ပညာရေးပါပညာနဲ့ပတ်သက်ပြီးတော့ဒါကျောင်းနေပေးရတာတွေဖြစ်လာနိုင်တယ်နောက်တစ်ခါတော့ကိုဝင်ဆောင်တွေရဲ့ဒါကိုဝင်ဆောင်တွေရဲ့ကျွန်တော်တို့ဒါကျမ်းမာရေးဆောင်ရှောပိုင်ခွင့်တွေဒါတွေလည်းဆုံးရှုံးပါတယ်ဒါကြောင့်အကြမ်းဖက်အုပ်စုတွေကျွန်တော်တို့လှုပ်ရှားလာတာကအဲ့ဒီဒေတာအဲ့ဒီမျိုးနဲ့တူအကျိုးကကျွန်တော်တို့ဆုတ်ရတာပဲရှိပါတယ်ကောင်းတဲ့အရာတစ်ခုမှမရှိပါဘူးတစ်ခုမှမရှိပါဘူးအဲ့တော့ဒီ area မှာအကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့ဒူးနဲ့တန်နဲ့ရှိတာဆိုဒူးနဲ့တန်နဲ့တော့မရှိဘူးသူတို့ရှိရင်တော့ကျွန်တော်တို့ဒီ40ပတ်လဲ50ပတ်လဲပေါ့ဗျအဲ့ဒီ area တွေရှိတာပေါ့ ကြီးလက်ဒီမှာကကျွန်တော်လက်နက်မဲ့တယ်လေလက်နက်မဲ့တယ်ဆိုတော့သူတို့ကလှုပ်ချင်တိုင်းလှုပ်တာအိုးလူဆွဲလိုက်လှုပ်လိုက်ဒီလူဆွဲလိုက်လှုပ်လိုက်ပေါ့ဒီလိုမျိုးတွေပဲလှုပ်နေရပဲတောက်လျှောက်ကျွန်တော်အဲ့ဘက်မှာတောက်လျှောက်ဖြစ်နေတာပဲပကံညာဦးဒီဘက်ကငါတို့တော့ကြောပေါ့အဲ့ဘက်ဒီမှာလည်းဖြစ်နေတာပဲတချို့တော့အဲ့ဘက်မှာဆိုကျွန်တော်ပြေးရတဲ့အကြောင်းတွေရှိတယ်ဗျပြေးရင်ကျွန်တော်တို့တစ်ဖက်ဒီပကံနေပြီးတော့တစ်ဖက်ကန်ကူတန့်ကြီးတောင်အဲတန့်ကြီးတောင်ရဲ့ကျွန်တော်တို့ဒီဘက်ကတန့်ကြီးတောင်အခြေရွာတွေဆိုလည်းပဲအဲ့ဒီအေရီယာမှာကျွန်တော်တို့ပြေးရတဲ့အကြောင်းတွေမနေဘူးပဲ ဒါလက်ရှိ area ပဲပြီးခဲ့တဲ့ area ပြီးခဲ့တဲ့ရက်ကဆိုလည်းပဲကျွန်တော်တို့ ARI မြေကမ်းပေးဆလင်းမြို့နယ် ARI ARI မြေကမ်းပေးမှာရှိတဲ့ရွာတွေပေါ့ရွာတွေကိုအကြမ်းဖက်အုပ်စုတွေကကြောင်းနေပိတ်ဖို့တော့သူစာရီကတ်တာလှုပ်ခဲ့တယ်ဒါတော့လက်ရှိဖြစ်နေနေတာတယ်အကြမ်းဖက်အုပ်စုတွေကအဲ့ဒီ area မှာဒူးနဲ့ရှိတာဆိုဒူးနဲ့မရှိဘူးဒုနဲ့မရှိတော့လဲပဲသူတို့ကလာကျွန်တော်တို့အယောက်20အယောက်30ဆုပြီးတော့ဆိုင်ခင်းနဲ့လှက်ပတ်ပြီးတော့လှုပ်ချင်တာကြီးလှုပ်နေရပါဘူးလှုပ်ချင်တာလှုပ်တော့ပြည်သူတွေမှတော့ကြီးလက်တာစားနေရတော့အဲ့တော့ တက်မလို့စစ်ကြောင်းတွေဝင်ရောက်လာရင်ဒီအကြမ်းဖက်အုပ်စုကခံမတိုက်ဘူးထွက်ပြေးတာအဲတက်မလို့စစ်ကြောင်းတွေပြန်လာပြီဆိုတော့ဒီအကြမ်းဖက်အုပ်စုတွေအဲ့ဒီဘက်ကိုရွာတွေဘက်ကိုပြန်ကတ်တယ်တော့အဲ့လိုတွေလုံတယ်အဲ့လိုတွေလုံတယ်ကျွန်တော်တို့အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီအဖြေတခုရှာပြီးတော့ကျွန်တော်ရှင်းနိုင်မရှင်းနိုင်ဘူးလို့လို့တယ်အဲ့လိုမှမဟုတ်ကျွန်တော်တို့ကဒီတက်မလို့စစ်ကြောင်းတွေကဒီဘက်ကိုရှင်းလာပြီးတော့သူတို့ခံမတိုက်ဘူးထွက်ပြေးရဲတက်မလို့စစ်ကြောင်းတွေပြန်ထွက်သွားပြီဆိုရင်အဲ့ဒီအေရောပြန်ပြီးတော့လာတယ်ပေါ့လက်ရှိတော့ကျွန်တော်တို့ဒီပကံညောင်ဦးတကြောပြီးကျွန်တော်ကြောင်ပန်းတကြောအဲ့ပြီးကျွန်တော်6တကြော အဲ့ဒီလိုလှုပ်ရှားနေတာအဲ့ဒီလိုလှုပ်ရှားနေတာဖြစ်ပါတယ်လက်ရှိကျွန်တော်ဒီကြားဖြူပါတီကြားဖြူပါတီရဲ့ဒီလွတ်တော်ကိုယ်စားလှယ်အောင်ဖြစ်တဲ့သူကတော့ဒါပြန်တော့အိမ်ကိုပြန်မြောက်သေးဘူးလို့ကျွန်တော်တို့နောက်ဆုံးအချိန်နေသိရပါတယ်သူရဲ့ဒီကိုယ်ရဲ့ချက်လက်ချက်ကိုကျွန်တော်ထပ်ပြီးတင်ပြပါမယ်သူရဲ့နာမည်ကဦးဝေလင်းထပ်ဖြစ်ပါတယ်နာမည်ကဦးဝေလင်းထပ်ပါသူကပခုတ်ကူတာလည်းဖြစ်ပါတယ်သူရဲ့မှတ်ပုံတင်ပါဆိုလည်းပဲကျွန်တော်တို့ရှစ်မြင်ဆောင်ပါခခနိုင်နဲ့ထွက်ထားပါတယ် သူရဲ့ကိုစားဥပါတီကရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီဂျာပြူပါတီဖြစ်ပါတယ်မက်ဆလန်တွေကတိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ပြည်အားမှာရွေးကောက်ရှင်ပြိုင်မဲ့သူဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့သူရဲ့အချက်လက်လေးအချို့ပေါ့ဗျာဒါသူရဲ့ကျွန်တော်တို့ဒါအချက်လက်အချို့ကိုလွှတ်တော်ကိုစေလောင်တက်တဲ့ကံကပြားလေးဖြစ်ပါတယ်နောက်ထပ်ဒီမိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မြင်းမှုနဲ့အရာတော်မြို့နယ်မှာအန်ယူဂျီကဒါဆက်ကြေးရယူပြီးတော့စေးကြောက်တွေစိုက်ပျိုးရောင်းချခွင့်ပြုနေတဲ့အခြေအနေပါလက်ရှိတော့အညာသားတွေ အညာသားကြီးထိုင်းရင်မတော့တော့ပါဘူးအညာသားကြီးထိုင်းရင်မတော့ဘဲနဲ့အညာသားကြီးဆေးကြောက်တွေချနေကြပါပြီအညာသားကြီးဆေးကြောက်ချနေကြပါပြီအဲ့တော့ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့လှုပ်ရှားနေမြေဒီမှာရှိရပြည်သူတွေရဲ့ဘဝတွေကချွတ်ချုံပဲကြပါတယ်ဘာမှကျွန်တော်တို့တိုးတက်တာဘာတစ်ခုမှမရှိပါဘူးလူမှုဘဝတွေအကုန်ချွတ်ချုံကြပါတယ်ခင်ဗျားတို့ကြည့်လိုက်လေခင်ဗျားတို့အရင်တော့ခင်ဗျားတို့ရဲ့မိန်းမတွေမိန်းမတွေကလေးမွေးမယ်ဆိုရင်ဘိုက်ကိုကျွန်တော်ဆရာကျေးလက်ဆရာမတွေတော်တော်အပ်ကြတယ်ပြီးရင်ကျွန်တော်မြို့မှာတော့အပ်ကြတယ်ဘဲရမွေးမယ်ပေါ့ ပြီးရင်ကျွန်တော်တို့မျိုးသူမီးနဲ့ပတ်သက်ရင်ဒါကျမိုင်ဝန်ကြီးဌာနကလည်းပဲကျမိုင်ဆောက်ရှောက်ခွင့်နဲ့ပေးတယ်ဝန်ဆောင်မှုတွေပေးတာပေါ့စေထိုးပေးတာတွေပုံမှန်လုပ်တယ်ပြီးရင်ခင်ဗျားတို့ရဲ့တာသမီတွေတာသမီနဲ့ပတ်သက်ရင်လည်းပဲအော်ကလေးကဘဏလာလည်းဘဏလာဆိုရင်မွေးပြီးဘဏလာနေရင်စေုံမှာဆေးလာထိုးမွေးပြီးဘလောက်ကြာရင်ခြေလက်စကမ်းမှာဆေးလာထိုးဒီလိုမျိုးတွေကျွန်တော်ဝန်ဆောင်ပေးခဲ့တယ်တချို့ဒီအကြမ်းပတ်အုပ်စုတွေလှုပ်ရှားနေမြေတွေမှာဒီလိုဝင်ဆောင်မှုတွေကိုအစိုးရလည်းမပေးနိုင်ဘူးခံရတာကခင်ဗျားတို့ရဲ့ဒေသခံတွေ ်နိုင်ငံတော်မခံအောင်လို့ဆိုနိုင်ငံတော်လည်းခံတယ်နိုင်ငံတော်မှာကျတော့လူဆွမ်းအကြီးမြေတွေထိခိုက်တယ်တိုးတော်လည်းပဲတကယ်ခံရတာပထမဆုံးခံရတာခမရတို့ရဲ့တာသမီတွေခမရတို့ရဲ့မိသားစုတွေခံရတာကဲခမရတို့အသက်ကြီးရွယ်တွေကျမ်းမာရေးဆော့ဆော့ပိုင်းတွေဘယ်သူမှကုမလဲခမရဘလို့ကုကြမလဲဒီအနုကြီးကခမရတို့ဝန်ဆောင်မှုပေးနိုင်လို့လားမလုံနိုင်ဘူးလေဗျာတကယ်ခံရတာကခမရတို့ခမရတို့ဒေတာခမရတို့တွေခံရတာကျွန်တော်တို့လည်းမခံဘူးကျွန်တော်တို့ကဒီနေရာနဲ့အဝေးလွတ်တဲ့နေရာမှာနေတာကျွန်တော်တို့အမျိုးတွေလည်းမခံဘူး ကျွန်တော်မျိုးတွေအဲ့ဒီနေရာမှာလည်းမရှိဘူးဗျမရှိဘူးတကယ်ခံရတာကခင်ဗျားတို့ရဲ့ဘဝတွေတေချာတော့ခင်ဗျားတို့စဉ်းစားဖို့လိုတာပေါ့ဗျာတိုးတော်လည်းပဲဟိုတနတ်မိုးပြီးတော့တနတ်မိုးတဲ့နေရာမှာခင်ဗျားတို့ဘဝတွေရှင်သန်နေရတော့ခင်ဗျားတို့လည်းတစ်ခါကျတော့ကျွန်တော်အပြစ်မတင်ခြင်းဘူးဗျဘာကြောင့်လဲဆိုတော့အကြံဘက်ဥစုတဲ့တနတ်မိုးပြီးခင်ဗျားတို့ထိုင်သားလုပ်ခိုင်းတော့လေခင်ဗျားတို့ရဲ့ခင်ဗျားတို့လည်းလောက်ရတာပေါ့ဗျာဒါလိုမျိုးတော့ကျွန်တော်တို့နားလဲပါတယ်ခင်ဗျားတို့မှလည်းအကက်ခဲတွေအကြက်တွေရှိနိုင်ပါတယ်တိုးတော်လည်းပဲအချိန်တစ်ခုကြာရင်တော့ဒါမူလာတိုင်းဖြစ်အောင်တော့ မူလာတိုင်းတော့တဖြည်းဖြည်းဖြစ်လာမှာပေါ့ဗျာအချိန်တော့ပြန်ဆောင်းအောင်နေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အကြမ်းဖက်အုပ်စုတွေရဲ့ကျွန်တော်လှုပ်ရှားတဲ့ area ကဒီအရာတော်ဟိုဝက်လက်ရွှေဘူဒီဘက်ကခင်ဦးရေဦးဒဇယ်အဲ့ဒီအဲ့ဒီစာကင်တိုင်းပေါ့အဲ့ဒီစာကင်အဲ့ဒီကျွန်တော်တို့အဝန်းဝိုင်းရောတော်တော်ကြီးကိုကျွန်တော်တို့ကျေပြတ်ပါတယ်အဲ့နေရာကြီးကအတိုက်လိုလည်းဖြစ်နေပါတယ်အဲ့တော့သတင်းဖြစ်စဉ်ကိုတင်ပြပါမယ်လက်ရှိတော့လက်ရှိတော့ဒီတော်လိုင်းဆိုတဲ့ခေါင်းစဉ်အောက်ပေါ့ဗျာတော်လိုင်းကြီးလာပြောတော့ဗျာခင်ဗျားကလည်း လူသက်မရင်းကျက်ဓမြတိုက်ဓာကြီးလုံနေကြတာပါဒီကောင်းစင်အောင်ကလည်းလုံနေကြတာပါဘာတော်လိုင်းလဲဗျာခင်ဗျားတို့ကစမူစာတော်လိုင်းကျွန်တော်အများနဲ့ပြောပါတယ်ဒီကောင်းတော်လိုင်းဆိုတာစမူစာတော်လိုင်းဓမြဓမြတိုက်တဲ့အလုပ်ဓာတွေပဲလုံနေကြတာပါအဲ့တော့သတိဖြစ်စဉ်က လက်ရှိလက်ရှိဒီအရာတော်မျိုးနေမှာဆိုရင်ညောင်ချတော့ရတာကဲပါရွာမင်းရွာမလဲတာအုတ်ကုန်းညောင်ကြီးရိုင်ပေါ့ဗျာအဲ့ဒီရတကြောပေါ့အဲ့ဒီရတကြောမှာ ဲ့ဒီရဲ့ဒီကြောမှာလက်ရှိဆေးကြောတွေစိုက်နေတယ်ဆေးကြောတွေစိုက်နေတယ်ဆေးကြောရဲ့ကျွန်တော်တို့အဖူးလေးတွေဆိုရင်အဖူးကြောအဖူးကြောတွေဆိုရင်တော့ကျွန်တော်တို့တပိတ်တာကို7သိန်းကနေတော့15သိန်းပတ်လဲရောင်းချနေလို့သိရပါတယ်အဲ့မှာကျွန်တော်တို့ကေဘာရွာရဲ့ဒီနေရာကရတော့ရွာကြီးဆက်တောင်းအဲ့ဒီရဲ့ဒီလမ်းမိုင်းရဲ့ကြားမှာတရှိတယ်ပြီးကျွန်တော်မင်းရွာကတော့ထီဆောင်အရာတော့လမ်းမိုင်းမှာတရှိတယ်ရွာကြီးဖြစ်ပါတယ်ရွာကြီးပေါ့ဗျအဲ့မှာကျွန်တော်တို့တလဲသာရွာဆိုလည်းပဲထီဆောင်အရာတော့လမ်း အဲ့ဒီလမ်းပိုင်းမှာတည်ရှိတယ်တကယ်ရွာတော့ရွာကြီးတွေပါပဲဗျပေးကြီးတစ်ဖက်ကကျွန်တော်တို့သူတို့ဒီမူကြီးဆိုတာထားဆိုင်တဲ့နေရာကဒီဘက်ကမူမြစ်ပေါ့အဲမူမြစ်ကမ်းပေးနားမှာလေသူတကြောလုံးဆိုင်တယ်လို့ဒေသခံတွေကပြောတယ်မူမြစ်အဲ့ဒီမူမြစ်ရဲ့ဒီ ARD မြေကမ်းပေးနားမှာသူတို့ဆိုင်တယ်ဆိုင်ကြတယ်ဒါတော့ကျွန်တော်ဒေသခံတွေပြောပါတယ်ဒီနေရာကနောက်ထပ်ကတော့ကျွန်တော်တို့ဒါရွှေတွင်းကုန်းပေါ့ရွှေတွင်းကုန်းဆိုရင်မုံရွာဘူးတလင်ဆိုင်မြင့်ကြီးအဲ့ဒီလမ်းပိုင်းကနေကျွန်တော်တို့ဒါစိတ်ခုံဘက်ကိုသွားတဲ့လမ်းပိုင်းရှိတယ်အဲဘူး မုံရဘူးတလင်ဘူးတလင်နဲ့ကျွန်တော်စိုင်မင်းကြီးစိုင်မင်းကြီးရဲ့နေကျွန်တော်ဖြတ်ထွက်မယ်ဆိုရင်အမစိတ်ကုန်မကူသွားရဲ့လမ်းမရှိတယ်အဲ့ဒါမှကျွန်တော်ရွှေတွင်းငုံစွာရွှေတွင်းငုံစွာဆိုတာရှိတယ်အဲ့ဒီ area area မှာလည်းတော်တော်လေး site တွေလို့ပြောတယ်တော်တော်လေး site တွေလို့ပြောတယ်ရွှေတွင်းငုံဘက်ကနေလည်းကျွန်တော်တို့အရာတော်ဘက်ကိုဆက်သွယ်တဲ့လမ်းတွေလည်းရှိတယ်လမ်းတွေတော့တော်တော်ကောင်းပါတယ်ဗျာကျွန်တော်ရောက်ဖို့ပါတယ်ရောက်ဖို့ပါတယ်နောက်ထပ်နောက်ထပ်ကျွန်တော်တို့ဒီမြေမှုဘက်မှာဆိုရင်တော့တဲ့မွှေးလရွာထိန်ကန်ရွာရွှေဆောင်ကန်းရွာအဲ့ဒီရွာတွေဘက်မှာ site တွေလို့တော့ သိရတယ်တော်လေးဆိုင်ရပါတယ်လက်ရှိအကြမ်းမဲ့အုပ်စုတွေရဲ့ဒီဆေးကြောက်ဆိုင်တဲ့ area ကသူကဘလို့သွားလဲဆိုတော့လမ်းကွန်ရက်ကမုံရွာအရာတော့ရွာသားကြီးအဲအဲ့လိုအဲ့လိုလမ်းကျောတကျောပြီးကျတော့ရွာသားကြီးရွှေဘူခင်ဦးရေဦးပြီးကျတော့ရေဦးဒီပဲရင်ဆိုင်ပြင်ကြီးဘုဒ္ဓလင်မုံရွာပေါ့သူတို့ဒီလိုကျွန်တော်တို့အာဆောက်ဝိုင်းပုံသားပေါ့လမ်းရကျွန်တော်တို့ဒီလိုပတ်ထားတာပေါ့ပတ်ထားတာအဲ့ဒီဂျား area တွေမှာသူတောက်လျှောက်ဆိုင်နေရေကန်မီကန်လည်းကောင်းတယ်ဗျ တော်တော်ကောင်းတဲ့ရေကန်မြေကန်ကောင်းတဲ့နေရာကောင်းတာလေတဲ့မူပြစ်ကနေရလာတဲ့ရေရလည်းမနေဘူးဗျအဲ့ဒီရဲ့လက်ရှိအတွင်းပိုင်းမှာရှိတဲ့ကျွာတွေကလည်းရေကန်မြေကန်နဲ့အားလုံးကောင်းတယ်စိုက်ပျိုးရေးတော်တော်ကောင်းတဲ့နေရာအဲ့လက်ရှိတော့ဒီအညာသားတွေကတော့ဗျာခင်ဗျာအရက်စားကိုသူတို့မိုးရေဆိုးဝါတွေချနေကြပြီတနည်းဆေးကြောက်တွေချနေကြပြီဆေးကြောက်ဆိုတော့ဗျာဆေးကြောက်ကဘယ်နေရာကောင်းလဲဆိုတော့အဲ့ဆေးကြောက်ကလည်းထွက်တဲ့အဖူးလေးတွေလေဗျာအဖူးလေးအညွန်လေးတွေအဲ့ဒါလေးကိုကျတော့နေကြောက်လှမ်းနေလှိုင်းဝမ်းသူတုံဆွဲကြတာပေါ့ ပိတ်တာအမြင်တပိတ်တာကိုကျွန်တော်တို့၁၀သိန်းရယ်၁၅သိန်းပတ်လဲရောင်းနေလို့သိရတယ်သိရပါတယ်ဒါတော့အဲ့ဒီဘက်အခြေအနေအခြေအနေအဲ့တော့အဲ့တော့ခင်ဗျာ NUG အုပ်စုတွေဘာပြောမလဲပေါ့ဗျာဘာပြောမလဲပေါ့ဘာပြောမလဲပေါ့ကျွန်တော်တို့ကတော့ဟိုရှင်းရမှာပဲဗျာမရှင်းလို့တော့မရဘူးဗျာကျွန်တော်တိုင်းပြည်အတွက်ကတော့ဘယ်မျက်နှာမှကြည့်လို့တော့မရဘူးလေမရဘူးအဲ့ဒီ area မှာရှိတဲ့ကျွန်တော်နိုင်ငံနိုင်ငံသားတွေပေါ့ဗျာနိုင်ငံသားတွေတိုင်းပြည်အကျိုးပြုမဲ့နိုင်ငံသားတွေများစွာရှိရဲ့ဗျာ အကုန်လုံးတော့အကြမ်းဖက်တော့မဟုတ်ဘူးအကြမ်းဖက်အကြမ်းဖက် area ထဲမှာနေရတဲ့ပြည်သူတွေရဲ့ဘဝကလည်းမလွယ်ဘူးဗျဟိုကောင်တွေကခင်ဗျမူးမူးသူလို့လောက်တာတတ်ချင်သူလို့တတ်တာဗျသူတို့မှာတော့ခင်ဗျဟိုမူးရေးစေဝါးတည်းများများအရက်လေးတည်းများများဆိုင်ငယ်လေးနဲ့မြင်းနေနဲ့ရှောက်သွားသူတို့ဆိုဘာလို့စိတ်ကြီးဝင်နေလဲမသိဘူးဗျတတော်တော့ဆိုးတာပေါ့ဗျာအဲ့ဒီအေးရတတော်ဆိုးတာပေါ့အဲ့တော့အချိန်တစ်ခုဆိုရင်တော့ကျွန်တော်ပြီးသွားမှာပေါ့အချိန်တစ်ခုဆိုရင်တော့ အချိန်တခုတော့လိုလိုအပ်တာပေါ့ဗျာလက်ရှိအဲ့ဒီအရာမှာတော့အကြံပေးဥစုကဒူးနဲ့ဒဲနဲ့ရှိပါတယ်တပတ်မှာကျွန်တော်တို့တပတ်မှာဒီရွှေဘူရွှေဘူစကိုင်းလမ်းမိုက်ဆိုလဲအကြံပေးဥစုတွေထေချုပ်ထားတယ်တပတ်မှာကျွန်တော်တို့ wallet ဆိုရင်လည်းပဲဒါအကြံပေးဥစုတွေအဲ့လမ်းမိုက်တွေထေချုပ်ထားတယ်အဲ့ဒီကနေဆက်သွားကျွန်တော်ကြောင်မြောင်း ကြောင်မြောင်းတို့ဝက်လက်တို့အဲဘက်မှာကျွန်တော်ရှိပါသေးတယ်အဲ့ဒီတကြောစုလဲလမ်းမိုင်းတို့အကြမ်းဖက်အုပ်စုတွေထိန်းချုပ်ထားတယ်ဒါကျွန်တော်လက်ရှိအရှိတရားပဲအချိန်တခုတော့လိုပါအောင်မယ်အချိန်တခုပြီးတော့ကျွန်တော်တို့ဟိုမူလာတိုင်းတော့ပြန်အောင်ပါဗောဗျာထို့တော့လည်းပဲဒီကာလမှာဒီအချိန်တခုဆိုတဲ့ဂျားထဲမှာကြောင်မတက်ခရရတဲ့ကလေးငယ်တွေအဘွားကတော့တကယ်ကိုနှမျိုးဖို့ကောင်းပါလေနှမျိုးဖို့ကောင်းပါလေဒါကြောင့်၄၅နှစ်အတွင်းမှာကြောင်မတက်လိုက်ရတဲ့ကလေးတွေသူတို့ကြောင်ပြန်တက်ဖို့ဆိုတာတော်တော်လေးခဲရင်းသွားပါပြီအဲ့တော့ဒီလူတွေရဲ့ ဒီကလေးတွေရဲ့ဒီစားတက်မြောက်မှုကလည်းတော်တော်ကြီးကိုထိခိုက်တယ်။ဒါကကျွန်တော်တို့နိုင်ငံတော်ထိခိုက်တာပါ။ရခိုင်ကဒီဧရိယာမှာဆိုရင်ကျွန်တော်တို့ဘွဲရပညာတဲ့ဆိုအရန်ကိုတံမှုထားရနေတာ။ဒီဧရိယာတွေဘွဲရပညာတဲ့ဆိုအရန်တံမှုထားတယ်။အဘွဲရပြီဆိုရင်ဘွဲရတဲ့အဲဒီသားသမီးတယောက်ကမြို့ပေါ်မှာဥမာပြကျွန်တော်တို့ဒီမန္တလေးတို့မုံရွာတို့ပခုတ်ကူတို့ဗျစားတက်မြောက်ပေါ့။အဲဒီဧရိယာတွေမှာကြောင်းတက်ပြီးတော့ကြောင်းတက်ပြီးတော့ကျွန်တော်ဘွဲရပြီးတော့ဘွဲသွားယူရမှာဆိုရင်အဲဒီရွာမှာရှိတဲ့မိဘတွေက ကားတွေပေါ့ဗျာကျွန်တော်တို့ဟိုင်ဟိုဟာတွေပေါ့ခွေးဘလူးတို့ပြီးရင်ကျွန်တော်တို့လိုက်ထွက်တို့ပေါ့ဗျာလိုက်ထွက်တို့စုငားပြီးတော့ပွဲသွားယူကြတာဗျာအဲ့ဒီလိုအဲ့ဒီလိုပညာရေးအားပေးခဲ့တယ်ဗျာတိုးတော်လည်းပဲဒီအကြံဘတ်အုပ်စုတွေရဲ့အစွဲတရားတွေနံပါတ်1ကတော့သူတို့ကအကြံဘတ်အုပ်စုတွေအောက်မှာနေရတဲ့ခါကျတော့သူတို့မှမလုတာမကဲတာရှိတယ်ကြောက်နေရတော့ဗျာအောက်မှာဘာဥပဒေမှမရှိဘူးဗျာတနတ်ပြောင်းလာတော့ဥပဒေဆိုတော့လုံးချင်တာလုံးတော့ပြည်သူတို့ကကြောက်ရတာပါအဲ့တော့ကျွန်တော်တို့က တနည်းအားဖြင့်ပြောရတော့သွေးကိုသွေးနဲ့ရေးရမှာပဲဗျသွေးကိုသွေးနဲ့ရေးရမှာပဲဒီစိတ်ရိုင်းမျိုးကျွန်တော်ရအောင်ဆွဲထုတ်ရမယ်စိတ်ရိုင်းရှိတဲ့လူတွေကျွန်တော်ရတဲ့နည်းနဲ့ရှင်းရမှာဗျဒီကောင်နဲ့အရိုင်းဆိုင်မျိုးကျွန်တော်ရတဲ့နည်းနဲ့ရှင်းရမှာဖြစ်ပါတယ်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးခြင်းပါတယ်ဒါကတော့ကပဘိန်းထုတ်လို့မှုဘိန်းထုတ်လို့မှုပရမနေရာမှာမြန်မာနိုင်ငံရှိနေကြောင်း UNODC ရဲ့အစီအစဉ်ကသာထုတ်ပြန်လိုက်တဲ့အခြေအနေပါအဲထုတ်ပြန်တာက UNODC ကထုတ်ပြန်တာပါကျွန်တော်မြန်မာလူဆိုရင်တော့ကုလသမဂ္ဂမွေးဆွေးဝါနဲ့ရာဇဝမှုဆိုင်ရာယုံပေါ့ဗျာယုံပေါ့အဲ့ဒီယုံကလည်းထုတ်ပြန်လိုက်တာမနေ့ကလည်းထုတ်ပြန်လိုက်တယ်အဲ့ဒီမှာသူရထုတ်ပြန်ကြမှာဆိုရင်ဒီ2025ခုနှစ်အတွင်းမှာတဲ့မြန်မာနိုင်ငံကနေထွက်တဲ့ဘိန်းတန်ရှင်က1030တန်ရှင်ရှိတယ်လို့ဖော်ပြထားတယ်ဒါသူရဲ့ UNODC ရဲ့အစီအစဉ်ကမှာဖော်ပြချက်အတိုင်းပါဒီပမာဏကတချိန်ကဒီနှစ်ထောင်နှစ်ဆန်ငါးခုနှစ်အတွင်းမှာတဲ့မြန်မာနိုင်ငံကနေထွက်တဲ့ဘိန်းတန်ရှင်က1030တန်ရှင်ရှိတယ်လို့ဖော်ပြထားတယ်ဒါသူရဲ့ UNODC ရဲ့အစီအစဉ်ကမှာဖော်ပြချက်အတိုင်းပါဒီပမာဏကတချိန်က ဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်တဲ့အာဖဂန်နစ္စတန်ရဲ့ဒါကျွန်တော်တို့ဘိန်းထုတ်လုပ်မှုရဲ့နှစ်ဆရှိလို့ဖော်ပြထားတယ်ပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်တို့ဒီ2025ကမြန်မာနိုင်ငံမှာဘိန်းထုတ်လုပ်မှုအများဆုံးနှစ်ဖြစ်တယ်ပေါ့အများဆုံးနှစ်ဖြစ်ပါတယ်တဲ့ပြီးလည်းပဲဒီ2025ခုနှစ်2025ခုနှစ်ကလည်းပြီးခဲ့တဲ့ကျွန်တော်10စုနှစ်အတွင်းမှာဒါအမြင့်ဆုံးအမြင့်ဆုံးဒီထုတ်လုပ်တဲ့အနေအထားရှိရလို့သူရဲ့ညွှန်ကိပ္ပာဖော်ပြထားတယ်ဘိန်းဆိုင်တဲ့နေရာတွေကဒီမြန်မာနိုင်ငံရဲ့တနိုင်ငံလုံးအတိုင်းအတာရ80ရာခိုင်နှုန်းစိုက်တာကရှမ်းပြည်နယ်မှာအများဆုံးစိုက်ပါတယ်တဲ့ များဆုံးစိုက်တယ်။2024ခုနှစ်အတွက်မှာလည်းရှမ်းပြည်နယ်မှာဘိန်းစိုက်ပြိုးတဲ့ဟတ်တာပေါ့ဟတ်တာက3900ရှိပါတယ်တဲ့လက်ရှိ2025ခုအတွက်နှစ်အတွင်းမှာတော့4600ရှိပါတယ်အဲ့တော့ရှမ်းပြည်နယ်ကမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဒီဘိန်းဘိန်းထုတ်လို့မှုဘိန်းစိုက်ပြိုးမှုပေါ့ဗျာဘိန်းစိုက်ပြိုးမှုက80%ခန့်တော့ရှိတယ်2024နဲ့ဆိုင်2025မှာပိုပြီးများလာတယ်လက်ရှိ2025ခုနှစ်က မြန်မာနိုင်ငံကဘိန်းတန်ချိန်1030ထွက်ရှိတယ်လို့ UNODC ရဲ့အစီအစဉ်ကမှဖော်ပြထားတယ်။ဒါကျွန်တော်ရဲ့ဒီလက်ရှိဖော်ပြချက်ကကျွန်တော်ရဲ့အဘလုံးဝမပါပါဘူး။ UNADC ရဲ့ UNODC ရဲ့ဖော်ပြချက်ကိုပဲကျွန်တော်ကပြန်ပြီးတော့ကိုးကားတာဖြစ်ပါတယ်။အဲ့ဒီမှာအဲ့ဒီမှာကျွန်တော်တို့ဘိန်းဆိုင်တဲ့နေရာမှာတဲ့2025ခုနှစ်အတွင်းမှာကေယားမာက628ဟက်တာရှိပါတယ်တဲ့။သခိုင်းမာက 950နှစ်ဟတ်တာရှိပါတယ်တဲ့ကချင်မှာက4250ဟတ်တာရှိပါတယ်တဲ့နော်ဒါသူတို့ဘက်ကဖော်ပြထားတဲ့ဖော်ပြချက်အချင်းကြီးမနေဘူးပဲဗျာနော်မနေဘူးပဲမြန်မာနိုင်ငံကလည်းဘိန်းဆိုင်ပြိုးထိုးလို့မှုကပြီးခဲ့တဲ့နှစ်နဲ့နိုင်ရှင်မယ်ဆိုရင်80ဆက်ခွန်ရာခိုင်နှုန်းမြင့်တက်ပါတယ်မြင့်တက်လာတယ်မြင့်တက်လာပါတယ်မြေနေရအကျယ်ဝန်းရ4500ဟတ်တာကနေပြီးတော့9000 3100ဟက်တာအထိမြင့်တက်လာခဲ့တယ်လို့အိမ်မှာဖော်ပြထားတယ်။တနည်းအားဖြင့်ကျွန်တော်တို့နောက်ထပ်သူဖော်ပြထားတာကအာဖဂန်နစ္စတန်နဲ့နိုင်ရှင်တာတယ်။ယခင်ကအာဖဂန်နစ္စတန်နိုင်ငံကကမ္ဘာမှာဘိန်းထုတ်လုပ်မှုဘိန်းစိုက်ပျိုးထုတ်လုပ်မှုပေါ့ဗျာ။သူကစိုက်တဲ့ထုတ်တာကိုဘိန်းစိုက်ပျိုးထုတ်လုပ်မှုကပထမနေရာမှာရှိရယ်။လက်ရှိကျွန်မြန်မာနိုင်ငံကဒီအာဖဂန်နစ္စတန်ကိုကြော်ပြီးတော့ပထမနေရာမှာ ရှိပါတယ်လို့အဲ့ဒီရဲ UNODC ရဲ့အစီအစဉ်ကသမှာဖော်ပြထားတယ်။ဒါသူရဲ့ဖော်ပြချက်။နောက်ထပ် ဒီလိုမျိုးဘိန်းဆိုင်ရဘိန်းဆိုင်ဖို့ဖြစ်လာဘိန်းဆိုင်တဲ့ area ကျဲလာတယ်ဘိန်းထုံးလူများလာတဲ့အကြောင်းရင်းတွေကလည်းရှိပါသေးတယ်တဲ့ဒါက2019ခုနှစ်ကတဲ့2019ခုနှစ်ကာလအတွင်းမှာမြန်မာနိုင်ငံကနေထွက်ရှိတဲ့ဘိန်းတကီလိုက145ဒေါ်လာပဲရှိခဲ့ပါတယ်ဘိန်းရဲ့တကီလို ရောင်းရမှုက145ကီလိုပဲရှိပါတယ်လက်ရှိဘိန်းတကီလိုဂရမ်ကတဲ့329ဒေါ်လာကြီးမြင့်တက်တယ်ပေါ့ရခင်ကကျွန်တော်2000 2019ခုနှစ်မှာမြန်မာနိုင်ငံရောင်းရတဲ့ဘိန်းရောင်းရတဲ့တကီလိုတန်ဖိုးက145ဒေါ်လာပဲရှိတယ်။လက်ရှိကာလမှာတကီလိုကို329ဒေါ်လာအထိမြင့်တက်ပါတယ်တော့ဒီလိုမျိုးဖော်ပြထားတယ်။ဖော်ပြထားတယ်။ဟောဒါရဲ့သူ့ရဲ့အစီအစဉ်ဒါရဲ့အခြေအနေအခြေအနေအဲ့မှာထပ်ပြီးကြည့်ရတာကမြန်မာနိုင်ငံနဲ့ဘိန်းစိုက်ခင်းအများဆုံးမြင့်တက်လာတဲ့ဒေသတွေကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအဲ့ဒီဒေသမှာဆို32ရာခိုင်နှုန်း ချင်းပြည်နယ်မှာဆို26ရာခိုင်နှုန်းကချင်းပြည်နယ်မှာတော့3ရာခိုင်နှုန်းကချင်းကတော့နည်းတယ်ပေါ့ဗျာလက်ရှိတော့ကျွန်တော်ကချင်းပြည်နယ်မှာကနည်းတယ်နည်းရတဲ့အကြောင်းရင်းကလည်းကချင်းမှာက KI KI က KI လှူရှားတဲ့ area ပေါ့ KI လှူရှားတဲ့ area မှာတော့မြေရှားတပ်ထုတွေထွက်တယ်တပ်ထုတွေထွက်တယ်ခင်ဗျာကြောင်စင်းတွေထွက်တာပဲလေကြောင်စင်းလည်းခင်ဗျာတို့ရတာမနေဘူးလေဗျာကြောင်စင်းလည်းရတယ်ရွှေလည်းထွက်တယ် တည်တည်ရဆက်တာလည်းရတယ်မြေရှားလည်းရတဲ့ခါကျတော့ဒီ KI ရမွေးဆွေးဝါမတို့မမိခွာအောင် KI ရဲ့ရက်ဒီမွေးဆွေးဝါမတို့မမိခွာကြမလို့မြေရှားတထုဆိုလဲသူတနေ့တနေ့တရုတ်ကိုပို့တဲ့အမေရိကန်ဒေါ်လာမနေဘူးမနေဘူးအဲ့မှာကျွန်တော်တရုတ်ရဲ့တရုတ်ရဲ့ကျွန်တော်တို့တရုတ်ရဲ့ကျွန်တော်တို့အဲနေဇာကိတ်ကိုဝင်တဲ့အစီအစဉ်ကမှသူတို့ဖော်ပြထားတယ်မနေဘူးလေဗျဒေါ်လာတန်းတဲ့ချင်းဒီ ရှမ်းပြည်နယ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကသူတို့ရဲ့ရက်ဒီကာကဒီမွေးစီဝါပဲရက်ဒီရတာဘိန်းဆိုင်မယ်ဘိန်းထုတ်မယ်ပေါ့ဒီကနေသူတို့ရက်ဒီရတာပေါ့ရက်ဒီရတာတကယ်တော့ဒီဘိန်းနဲ့ပတ်သက်ရင်တကယ်ခံစားရတာကအောက်မှာရှိတဲ့ဒီတောင်သူတွေခံစားတာမဟုတ်ဘူးဗျအဲသူတို့ကျွန်တော်အစင်းစင်းအစင်းစင်းကုံတွေပေါ့ဗျထုတ်လို့သူတွေကပဲခံစားတာဖြစ်ပါတယ်အဲဒါကြီးတော့ဗျာတော်တော်ဆိုးတော့ဗျာအဲကျွန်တော်လည်းဒီလိုအချိန်ကြီးကဟိုပြောရလဲပြောတော့ပြောချင်ဗျာဒါပေမဲ့ဒီ UN UNODC ရဲ့ ဖော်ပြချက်အရာကျွန်တော်မိတ်ဆွေတွေသိဖို့အတွက်ကျွန်တော်ကတင်ပြပေးတာဖြစ်ပါတယ်မြန်မာနိုင်ငံကဗိန်းထိုးလို့မှုတတော်ကြီးပေါ့ဗျာကမ္ဘာနံပါတ်1လို့သူတို့ကတော့ဒီလိုမျိုးနှိုးထားတာတွေ့ရတယ်မနည်းဘူးပေါ့ဗျာကမ္ဘာနံပါတ်1ဆိုတာဒီအစီအငံလာလေးကတကယ်တကဘာလုံးကိုပြန်တာတကဘာလုံးပြန်တာပေါ့ဗျာတတော်ဆိုးတယ်လက်ရှိကဒီမြန်မာနိုင်ငံအခြေအနေကဒီကြားပြန့်ကိစ္စတွေလက်ရှိဒီမူရေးစိုးဝါကိစ္စတွေပါသူတို့ထပ်ပြီးထပ်ထွက်လာတာပေါ့ထပ်ထွက်လာတာပေါ့ဒါလည်းသူတို့ဟိုသူတို့မှလည်းရွယ်ချက်တွေလည်းရှိမှာပဲဗျာ 자유자유심하